2005ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာအာနာရှင်ရောင်ဦးတန်းရွှေဟာမြန်မာနိုင်ငံရဲ့အုတ်ချုပ်ရေးမြို့တော်ကိုရန်ကုန်ကနေနေပြည်တော်သို့ပြောင်းရွှေ့ခဲ့ပါတယ်။2025ခုနှစ်ဟာနေပြည်တော်ရဲ့တက်တန်းနှစ်20ပြည့်မဲ့နှစ်ဖြစ်ပါတယ်။နိုင်ငံရဲ့အလဲပေါ်မှာတိဆောက်ခဲ့တဲ့မြို့တော်တွေရဲ့ဖြစ်တည်မှုကအစပိုင်းမှာကြက်ပြေးနေပြည်တော်လို့မြည်တွင်ခဲ့ပြီးထီကျင်လာပါတယ်။အဲ့ဒီချိန်ကတနိုင်ငံလုံးမှာတစ်ခုတည်းသာရှိတဲ့မြို့တော်တွေရဲ့20လမ်းသွားလမ်းမကျယ်ကြီးတွေပေါ်မှာ ကားတစီးမှာဖြတ်တန်းသွားလာခြင်းမရှိတဲ့ပုံရိပ်တွေကိုနိုင်ငံတကာသတင်းစာမျက်နှာတွေမှာမကြာခဏဖော်ပြခြင်းခံခဲ့ရပါတယ်။မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေအကြောင်းလေ့လာကြတဲ့နိုင်ငံတကာပညာရှင်တွေအကြားဗေဒီဆန်လာတဲ့နေပြည်တော်မြို့သစ်စီမံကိန်းကိုအာနာရှင်ဟောင်းဦးသန်းရွှေဘလို့စိတ်ကူးနဲ့တိဆောက်ခဲ့တယ်လဲဆိုတဲ့မိကုံများစွာထုတ်ခဲ့ကြဝေဖန်ဆန်းစစ်ခဲ့ကြမှုပါတယ်။အဲ့ဒီမိကုံတွေထဲမှာကဘာကြီးနဲ့ခက်ခွာခွာထီးကျန်စွာနေခြင်းလို့နိုင်ငံတကာဆက်သွယ်ရေးရဲ့ဗိုလ်ချုပ်ဖြစ်တဲ့ ရန်ကုန်မြို့တော်ကိုစွန့်ခွာခဲ့လေသလားလို့မေကွန်ထုတ်သူတွေလည်းရှိခဲ့ပါတယ်။ဒီကနေ့ချိန်ထိနိုင်ငံတကာတန်ယုံတွေဟာရန်ကုန်ကနေမြို့တော်ကိုပြောင်းရွှေ့ခြင်းမရှိဘဲမြို့တော်ဟောင်းမာသာဆက်ပြီးအခြေဆိုင်နေကြခြင်းကအဲ့ဒီသူတွေရဲ့မေကွန်ကိုအတီးပြုတ်ပေးသလိုဖြစ်နေပါတယ်။စီရဲမြင့်ကဲသူတချို့ကလည်းစစ်ဗိုလ်ချုပ်တွေဟာမေကန်နိုင်ငံကကျူးကျော်လာနိုင်တဲ့အရေးကိုစိုးရိမ်မှုတွေရှိနေနိုင်ပြီးအဲ့ဒီလိုဖြစ်လာခဲ့ရင်ရန်ကုန်မြို့ကိုပင်လယ်ရေကြောင်းကနေလွယ်တကူဝင်ရောက်တိုက်ခတ်နိုင်တဲ့တွေ့ နိုင်ငံရဲ့အတွင်းပိုင်းကြတဲ့နေရာကိုစစ်ရေးအနေအားပြောင်းရွှေ့ခြင်းဖြစ်နိုင်တယ်လို့မှန်းဆသူတွေလည်းရှိခဲ့ကြပါတယ်။ဒါပေမဲ့စစ်ဗိုလ်ချုပ်တွေကိုယ်တိုင်ဖွင့်ရပြောဆိုခဲ့တဲ့ နေပြည်တော်မြို့သစ်တိဆောက်ရတဲ့ရွေချက်က နိုင်ငံရဲ့လေဘူချက်မှာအုပ်ချုပ်ရေးမြို့တော်ရှိခြင်းကတနိုင်ငံလုံးကိုဖြန့်ကျက်အုပ်ချုပ်နိုင်မှု ပုံမှုကောင်းမွန်စွာလှုပ်ဆောင်နိုင်မှုအတွက်ဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီချိန်ကစစ်ကောင်းဆောင်တွေဟာနိုင်ငံရဲ့အလေဘူမှာမြောက်မှာတောင်တို့တောင်ပြက်ရှိနေတဲ့ ကဘာကျော်စကိုင်းငင်ဂျော်ဂျီကိုမြို့တော်အစ်စီမံကိန်းမှာဘလောက်ထက်တွက်ခဲ့တယ်လဲဆိုတဲ့ချက်ကလက်ရှိကြုံတွေ့နေရတဲ့နေပြည်တော်ငင်းတန်ကတက်တည်ပြလျက်ရှိနေပါတယ်။မြို့တော်ပင်ဆိုတဲ့ကမူစေအာနာရှင်ဟောင်းဦးတန်းရွှေရဲ့တစ်ချက်လို့အမိန်နဲ့အတင်းအဓမ္မပြောင်းရှေ့အသက်သွင်းခဲ့တဲ့နေပြည်တော်ဟာဖုံမုံတွေနဲ့ခြောက်သွေ့လာတဲ့လွင်ဒီခေါင်ကြက်ပြေးနေပြည်တော်ဘွားကနေလွန်ခဲ့တဲ့နှစ်20တွင်းဆက်ပြိုးခဲ့တဲ့တစ်ပင်တွေကြောင့်စိမ့်ဆိုတဲ့မြို့ပြတစ်ခုရဲ့တက်ဝင်မှုကိုတဖြည်းဖြည်းပြောင်းလဲမြင်တွေ့လာခဲ့ရပြီး မလ28ရက်နေ့မတိုင်ခင်ထိစစ်အာဏာရှင်လက်ဟောင်းလက်သစ်တွေတွေဂုံယူဇာမြို့တော်ဖြစ်ရှိနေခဲ့တာကတော့အမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့ယနေ့နေပြည်တော်ဟာစကိုင်းပြည့်၍ငင်ကြီးရဲ့စင်ကြက်အောင်မှာတခဏတွင်မရေရာတဲ့အနာဂတ်ကိုရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။စကိုင်းပြည့်၍ငင်ကြီးကြောင့်စကိုင်းနဲ့မန္တလေးမြို့ဝန်းကျင်တွေကပြည်စည်းတွေနဲ့ကေဆေးလုပ်ငန်းတွေကိုနိုင်ငံတကာသတင်းမီဒီယာတွေအာရုံစိုက်နေချိန်မှာ နေပြည်တော်ရဲ့အခြေခံအဆောက်အုံတွေပြည့်စုံမှုအခြေအနေပေါ်ထိတ်တန့်သတင်းမဖြစ်ခဲ့တာက၎င်းတို့ရဲ့အခြေအနေမှန်ကိုလူသိမခံကျင်တဲ့စစ်ဗိုလ်ချုပ်ကြီးတွေအတွက်စိတ်သက်သာရာရရှိခဲ့ပါတယ်။ဒါပေမဲ့လည်းအာနာရှင်စနစ်အောင်စစ်တဲ့ပုံစံတပင်းကြီးလောက်ကင်တက်တဲ့စစ်ဗိုလ်ချုပ်ကြီးတွေရဲ့အလေးချင်းကြောင့်နေပြည်တော်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေကလူလျောက်ပေါ်ထွက်လာပါတယ်။ငင်းလုတ်ခဲ့ပြီးတာနဲ့ထိတ်တန့်ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့မြတ်ထွန်းဦး၊တင်အောင်ဆန်း၊မမောင်အေး၊မိုးအောင်၊မမောင်အောင် စတဲ့စစ်ကောင်စီရဲ့ထိတ်တန့်ဖွဲ့ဝင်တွေဟာဝန်ကြီးဌာနရုံးအဆက်အုံတွေနဲ့ဝန်ထမ်းအင်အားတွေပြည့်စုံမှုခြေနေကိုတပြိုင်တည်းသွားရောက်စစ်ဆေးကြတဲ့သတင်းတွေကိုနိုင်ငံပိုင်မီဒီယာကနေထုတ်လွှင့်ခဲ့ရမှာနေပြည်တော်ရဲ့ခြေကံဆက်အုံပြည့်စုံမှုအတိုင်းအဆကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီထုတ်ပြန်ချက်တွေနဲ့မြေပြင်သတင်းချက်လက်တွေကိုစူပေါင်းလေ့လာသုံးသပ်ပြီးမြန်မာနိုင်ငံကအောက်ပါ Google Earth မြေပုံမှာလက်တီတွတ်လောင်ချီတွတ်အတိကျနဲ့နေပြည်တော်ရဲ့ခြေကံဆက်အုံပြည့်စုံမှုအတိုင်းအဆမြေပုံတစ်ခုကိုထုတ်ကြည့်ခဲ့ပါတယ်။ မြေပုံထဲမှာနေအောင်မှတ်သားနဲ့ဖော်ပြထားတဲ့နေရာတွေဟာငင်းကြောင့်အဆောက်အုံပြည့်စုံမှုများပြားပြီးပြန်လည်ပြင်ဆင်အသုံးပြုနိုင်ခြင်းမရှိတဲ့ဒါမှမဟုတ်အချိန်ယူပြင်ဆင်ရနိုင်တဲ့အဆောက်အုံတွေဖြစ်ပါတယ်။အဲ့ဒီပြည့်စုံအဆောက်အုံတွေထဲမှာပြည်တော်စုလွှတ်တော်တွေတမရအိမ်တော်ကာကွယ်ရေးပြည်ထရေးနေဆက်ရေးရာနိုင်ငံခြားရေးပြင်ကြားရေးစီမံဘဏ္ဍာစတဲ့ဝန်ကြီးဌာနတွေမြို့သားမကွန်နိုင်အမျိုးသားပြတိုင်းနဲ့မြို့သားစာကြည့်တိုက်တို့လိုတမိုင်းမှတ်တမ်းတွေတင်ဆက်ရနေရာတွေနဲ့ စစ်ကောင်စီရဲ့ National Cyber Security Center တို့လိုစစ်တပ်ရေးအခြေခံအဆောက်အုံတွေလည်းပါဝင်ပါတယ်။မြေပုံထဲမှာဝါရောင်မှတ်သားပြသထားတဲ့နေရာတွေကတော့ကျန်ရှိတဲ့စစ်ကောင်စီဝန်ကြီးဌာနနေရာတွေဖြစ်ပြီးအဲ့ဒီဝန်ကြီးဌာနအဆောက်အုံတွေရဲ့ပြည့်စုံမှုအခြေအနေကိုမသိရပေမဲ့လည်းဖြစ်အားပြင်းငင်ကြီးရဲ့တန်းကိုနည်းနည်းများခန့်ကြရမှာဖြစ်ပါတယ်။အဲ့ဒီမြေပုံကိုခွဲခြမ်းဆိပ်ဖြာကြည့်တဲ့အခါမှာလွန်ခဲ့တဲ့နှစ်20ကစစ်ဗိုလ်ချုပ်ကြီးတွေတိစောက်ခဲ့တဲ့နေပြည်တော်ဟာနိုင်ငံရဲ့အုပ်ချုပ်ရေးမြို့တော်ဖြစ် ရှေ့အနာဂတ်မှာဘလောက်ကြာကြာအခိုင်မာရပ်တည်နိုင်အောင်မလဲဆိုတဲ့အချက်ကိုတွေ့ရပါတယ်။စကိုင်းငင်ကျော်ကြီးဟာမြန်မာနိုင်ငံရဲ့ဘူမိအခြေခံပေးထားချက်ကြီးဖြစ်နေတဲ့တွေ့နေပြည်တော်ရဲ့အနာဂတ်ကိုဆက်လက်ချင်းချောက်နေမှာကတော့အသေးချာပဲဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံဟာမြို့တော်အစ်လိုအပ်နေပြီလား။ဒါမှမဟုတ်မင်းစုံမင်းညက်ကိုဖယ်ရှားပြီးမင်းညက်တရား၁၀ပါးနဲ့ပြည့်စုံတဲ့မင်းကောင်းမင်းမြတ်လိုအပ်နေပြီလားဆိုတာမြန်မာပြည်သူတွေအလေးနဲ့စဉ်းစားကြရမယ့်အချိန်ဖြစ်ပါတယ်။ မြမသမိုင်းမှာကြီးမားဆုံးဖြစ်အားဖြင့်တဘာဝဘီဒုက္ခကြီးနှစ်ခုကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ပထမချိန်အနေနဲ့ဖြစ်အားဖြင့်ဆန်ကလုံနာကိမုန်တိုင်းကြီးဟာနိုင်ငံရဲ့မြေပေါ်ကျွန်းတော်ဒေသကို2008ခုနှစ်မေလနေ့အနေညပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီချိန်ကမင်းစုံမင်းညစ်စစ်အာဏာရှင်ဟောင်းဦးတန်းရွှေရဲ့ဖိနှိပ်အုပ်ချုပ်မှုအောင်မြမပြည်သူတွေပြပြမှောက်နေရတဲ့ကာလဖြစ်ပါတယ်။2008ခုနှစ်စက်တင်ဘာလမှာတက်စီဈေးနှုန်းတွေကိုအာဏာရှင်ဟောင်းဦးတန်းရွှေကရုတ်တရက်အဆက်မတန်မြင့်တင်ခဲ့ရမှာ လူတို့အကြားထွေထွေအကျက်တဲဆက်ခဲ့ပြီးဗုဒ္ဓဘာသာယဟန်တန်ဃာတော်တွေဥဆောင်တဲ့ရွှေဝါရောင်တန်ဃာရေခင်ဖြစ်ပွားခဲ့ပါတယ်။ဥဒန်းရွှေဟာတန်ဃာတော်တွေနဲ့ဆန္ဒပြပြည်သူတွေကိုရက်ဆက်စွာနှိမ်နှင်းတက်ဖြတ်ဖန်စီထောင်ချခဲ့တဲ့မင်းစုမင်းညင်ဖြစ်ပါတယ်။ပြည်သူတွေကြားမှာအဆိုပါဒဏ်ရာဒဏ်ချက်တွေလက်ဆက်နေစေအချိန်မှာနာဂိတ်မုံတိုင်းကိုကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။နှစ်ပေါင်း18နှစ်ကြာခဲ့ပြီးတဲ့နောက်ဒုတိယကြိမ်ဖြစ်အားဖြင့်စကိုင်းငင်ကြီးနဲ့ထက်မှန်ကြုံတွေ့ခဲ့ရပြန်ပါတယ်။ လုံးပြန်ပြီလုံးပြန်ပြီဝင်နေဝင်နေသွားပြန်အိုးစကိုင်းငင်းနဲ့ဆန်ကလုံးနာကိဖြစ်အားပြင်းထန်ပုံချင်းနဲ့ဘီတခရင်ဆိုင်ရပုံချင်းကွာချပါလေ။ဒါပေမဲ့မကွာချတာကဒီတဘာဝဘီတခဇိုးကြီးနှစ်ခုကိုရင်ဆိုင်ရချိန်မှာမြန်မာပြည်သူတွေဟာစစ်တပ်ရဲ့ရက်ဆက်ဖိနှိပ်မှုတံကို အလူလဲခန်းစားနေကြအချိန်ဖြစ်ပါလေ။စကိုင်းငင်ဘေးကြီးကျုံတရချိန်မှာတိုင်းပြည်ဟာ2021ဆေးအာဏာသိမ်းချိန်ကစပြီးနိုင်ငံနဲ့ဖြစ်ပွားလဲရှိနေတဲ့ဆေးအာဏာရှင်စနစ်ခြုံငင်းရေးလက်နက်ကင်တော်လန်ရေးပြင်းထန်နေချိန်ဖြစ်ပါလေ။ငင်းအတန်ကိုပြင်းထန်ခန်းစားလဲရတဲ့မြို့ရွာတွေမှာရှိတဲ့ပြည်သူတွေဟာစစ်ကောင်းဆောင်မင်းအောင်လိုင်ရဲ့ဖိနှိပ်ရက်စက်မှုအောက်မှာကြီးလန်းစားစားနေထိုင်နေရတဲ့အချိန်ကာလလဲဖြစ်ပါလေ။နောက်ပြီး အဲ့ဒီတဘာဝဘီးဒုက္ခကြီးနှစ်ခုနဲ့မြန်မာပြည်သူတွေနှစ်ချိန်စလုံးကြုံတွေ့ခံစားရချိန်မှာတိုင်းပြည်ဟာစီးပွားရေးအရထွေထွေအကျက်တဲကြောက်ရွံ့နေတဲ့ချိန်ကာလတွေလည်းဖြစ်ပါတယ်။ကိုယ့်ပြည်သူကိုလက်နဲ့အားကိုနိုင်ကျင့်ဘူးချဖိနှိပ်အုပ်ချုပ်နေတဲ့စစ်အာဏာရှင်တွေပေါ်ယဉ်ကျေးတဲ့နိုင်ငံကတိုင်ဝန်ကစီးပွားရေးအရပိတ်ဆို့အရေးယူတန်းခတ်မှုတွေနဲ့တန်တမာရေးအရအရေးယူဖယ်ကျင်းထားမှုတွေပြုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ မြန်မာပြည်သူတွေတဘာဝဘေးဒဏ်ကြုံတွေ့လာရတိုင်းနိုင်ငံတကာတိုက်ပွဲကတော့လစ်လျူရှုထားလေးမရှိခဲ့ကြပါဘူးလက်ရှိကြုံတွေ့နေရတဲ့စကိုင်းငင်းကြီးကိုအကြောင်းပြုပြီးမြန်မာနဲ့နိုင်ငံတကာကြားတဘာဝဘေးဒုက္ခဆိုင်ရာတရမဆက်ဆံရေးတမိုင်းတကွေပြန်လည်ကြုံတွေ့လာရပြီးတော့မလ30ရက်နေ့မှာရှီတောင်အာရှနိုင်ငံများအသင်းအာဆီယံနိုင်ငံချင်းဝင်ကြီးများအရေးပေါ်အထူးစည်းဝေးကိုကျင်းပခဲ့ပါတယ်။အနာသိန်းစစ်ကောင်စီကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဖြစ်အသိမဲ့မပြုတဲ့အာဆီယံအသင်းကြီးဟာ နှစ်ဆင်ကျင်းပတဲ့အာဆီယံကောင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးနဲ့နိုင်ငံတိုင်းဝန်ကြီးများအဆင့်အစည်းအဝေးတွေကိုစစ်ကောင်စီရဲ့နိုင်ငံရာထူးရယူထားသူတွေတက်ရောက်ခွင့်ပိတ်ပင်တားဆီးထားခဲ့ရာကနေစကိုင်းငင်အရေးပေါ်ကေဇရစ်တွေစစ်ကောင်စီနိုင်ငံတိုင်းဝန်ကြီးဦးသန်းစွေကိုအဆိုပါအထူးအရေးပေါ်စီဝေးတို့ပထမဆုံးချိန်နီးနဲ့တက်ရောက်ခွင့်ပေးခဲ့ပါတယ်။ဒါပေမဲ့ဦးသန်းစွေတက်ရောက်ခဲ့ခြင်းကိုစစ်ကောင်စီကသာထုတ်ပြန်ခဲ့ပြီးအာဆီယံရဲ့ထုတ်ပြန်ကြေညာချက်မှာတော့လုံးဝဖော်ပြထားခြင်းမရှိခဲ့ပါဘူး။ ဒီအချင်းရကိုကြည်ကျင်းအဖြစ်အာဆီယံဟာစစ်ကောင်စီပေါ်ရည်တည်ချက်ပြောင်းလဲခြင်းမဟုတ်ပဲမြန်မာပြည်သူတွေအတွက်အရေးပေါ်အကူအညီပေးနိုင်ဖို့ကိုသာဥတီလှုပ်ဆောင်ခဲ့တာဖြစ်တဲ့ကြောင်းသုံးသပ်တွေ့ရှိရပါတယ်အခုလိုတဘာဝဘေးနဲ့ကျုံးတွေ့ရတဲ့အချိန်ဒီမှာနိုင်ငံတကာတိုင်ဝန်အနေနဲ့တဘာဝဘေးဒုက္ခခံစားနေကြရတဲ့မြန်မာပြည်သူတွေထံလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေစောနိုင်သမျှအမြင့်ဆုံးပေးရနိုင်ရတဲ့တနမန်ရေးလမ်းကြောင်းကနေဂျိုပန်မှုတွေရှိလာတာဟာယဉ်ကျေးတဲ့လူတိုင်ဝန်ကြီးရဲ့ တာဝန်သိမှုပဲဖြစ်ပါတယ်ဒီအခြေအနေကိုခွင့်ကောင်းယူပြီးအနာသိန်းစစ်ကောင်စီဟာနိုင်ငံရေးအရအုံချမယ်ဆိုတာကတော့မလွဲဧကန်ဖြစ်ပါတယ်တချို့သောအာဆီယံနိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာဆန်ကလုံးနာခဲ့ကာလအာဆီယံရဲ့ဂျာဝင်ကူညီခဲ့မှုအတွေ့အကြုံတွေနဲ့နှိုင်းယှဉ်ပြီးအခုဒီချိန်မှာလည်းမြန်မာစစ်ကောင်းဆောင်တွေကိုလူသားချင်းစာနာမှုအကူအညီတွေပေးရချင်းကနေတစဉ်နိုင်ငံကနေပြန်လည်ထိတွေ့ဆက်ဆံနိုင်မဲ့အခွင့်အလမ်းတွေလမ်းဖွင့်ပေးခြင်းနဲ့စစ်ကောင်းဆောင်တွေကိုတူတူတိတ်တိတ်နားချပြီးလက်ရှိနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းနိုင်မဲ့ စစ်စစ်ညှိနှိုင်းဖြည့်ရှင်းမှုထီလမ်းကြောင်းပွင့်လာစေဖို့အကြံစီစစ်ကူးတွေရှိနေနိုင်ပါတယ်။ဒါပေမဲ့စင်ကလုံးနာခဲ့ဖြစ်ပွားချိန်ကတန်းရွှေအစ်စ်ဆိုးရနဲ့စကိုင်းငင်ဖြစ်ပွားချိန်မင်းအောင်လိုင်ရဲ့စစ်ကောင်စီကြားမြန်မာနိုင်ငံရဲ့ခင်ကျေတကူလုံးဟာခြေကန်ကြကြကွဲပြားခြားနားသွားခဲ့ပြီးဆိုတဲ့ချက်ကိုအာဆီယံကောင်းဆောင်တွေအင်းဒီချင်းနိုင်ငံတွေနဲ့နိုင်ငံတကာတိုက်ပွဲကအလေးထားသတိပြုဖို့လိုအပ်ပါတယ်။ အာဆီယံရဲ့အင်းကြီးနိုင်ငံတွေဟာငင်းအကြောင်းပျက်စီးသွားတဲ့အဆောက်အုံတွေကြားပိတ်မိနေတဲ့မြန်မာပြည်သူတွေရဲ့အသက်ကိုကယ်ဆယ်နိုင်ရေးကြိုးပမ်းပေးမှုတွေများစွာကျေးဇူးတင်ထိုက်ပါတယ်။ဒါပေမဲ့စစ်ဗိုလ်ချုပ်တွေရဲ့နိုင်ငံရေးပြောကကူးဆက်ပူးကက်သွားမယ်ဆိုရင်အဲ့ဒီအကူအညီတွေအလုံးသဲတဲ့ရေသွန်ဖြစ်သွားနိုင်တာကိုလည်းသတိချက်သင့်ပါတယ်။တဘာဝဘေးဒုက္ခကြီးတွေနဲ့ကြုံတွေ့လာရပြီဆိုရင်ပထမဆုံးအစောပိုင်း9မိနစ်တွေဟာလူအသက်ပေါင်းများစွာကိုကယ်တင်နိုင်မဲ့မဟာခွင့်ရေးကြီးဖြစ်ပြီ ကေဇေးလုပ်ငန်းတွေကိုစောနိုင်သမျှစောစောလှုပ်ဆောင်နိုင်မှုလွန့်ကိုရေးကြည့်ပါလေနိုင်ငံတိုင်းဟာခုလိုကြီးမားတဲ့သဘောအဘေးဒဏ်မျိုးနဲ့ကြုံတွေ့လာရပြီဆိုတာနဲ့၎င်းတို့ရဲ့စစ်တပ်ကိုလုံရင်သုံးပြုပြီးနိုင်ငံနဲ့ကုညီကေဇေးလုပ်ငန်းတွေကိုအမြန်ဆုံးဆောင်ရွက်ကြလေရှိပါတယ်ဒါပေမဲ့မြောက်နိုင်ငံကတော့၎င်းရဲ့အာနာဘူချက်နေပြည်တော်ကလွတ်ပြီးငြင်းထန်ပြင်းထန်ဆုံးခံစားရတဲ့မန္တလေးနဲ့စကိုင်းဒေသတွေမှာရှိတဲ့ပြည်သူတွေရဲ့အသက်ကိုလင်းမြန်ကယ်တင်နိုင်မှု၎င်းရဲ့စစ်တပ်ကိုယနေ့ချိန်ထိ အလုံးရင်းနဲ့တုံးပြူနေတာကိုမတွေ့ခဲ့ရပါဘူးမြမပြည်သူတွေပေါ်ဖိနစ်ရက်ဆက်ရမှာအစင်းသင်းဖြစ်နေတတ်တဲ့မြမစစ်အာဏာရှင်တွေဟာဖြစ်အားဖြင့်ငြင်းကြီးနဲ့ကြုံတွေ့လာရချိန်မှာမပြောင်းလဲတဲ့သူတို့ရဲ့မူချင်းကတော့ပြည်သူကိုဂယူဆိုင်ဟန်လူများရှိမှလူလုံးထွက်ပြခြင်းဖြစ်ပြီးပြည်သူတွေရဲ့အသက်ကိုကယ်ဆယ်ရေးမှာတော့နိစ္စရာပြည်သူတွေနဲ့နိုင်ငံနှံ့ကလူမှုအသင်းဖွဲ့တွေကသာအမှန်တကယ်ဥဆောင်ထုတ်ကြင်ကြတာဖြစ်ပါတယ် စစ်ကောင်းဆောင်မရောက်နိုင်ဟာငင်းလုတ်ခက်ပြီးရဲ့နောက်နိုင်ပိုင်းတွင်းမှာပဲနေပြည်တော်ရှိလမ်းမတွေပေါ်ထွက်လာပြီးပစ္စည်းတွေကိုစစ်ဆင်းနေတဲ့တပ်ပုံမှတ်တမ်းတွေကိုစစ်ကောင်းစီဝါဒဖြန့်မီဒီယာတွေကဝေဝေးဆာဆာဖြန့်ဝေခဲ့ပါတယ်ဒီလောက်ရက်က2008ခုနှစ်နာခင်မုံတိုင်းတက်ခဲ့ချိန်မေလ3ရက်နေ့မှာအဲ့ဒီချိန်ကစစ်ဆိုးရဝင်းကြီးချုပ်ဖြစ်တဲ့ဦးသိန်းစိန်ကမုံတိုင်းဘေးဒဏ်အသင့်ပြည်သူတွေကိုတွားရောက်တွေ့ဆုံတဲ့သတင်းတပ်ပုံတွေစစ်ဆိုးရဝါဒဖြန့်မီဒီယာတွေမှာနေ့စဉ်ရက်ဆက်ထုတ်လွှင့်ခဲ့ဘူးတာကိုအမှန်ရစေပါတယ် စစ်ကောင်းဆောင်တွေဟာအရေးပေါ်လာမှဖုတ်ပူမိတိုက်လုပ်တတ်ကြပြီးတိုင်းပြည်ရဲ့ရှေ့ရေးတွေကြိုတင်စင်သာတွေးခေါ်နိုင်စွမ်းမရှိခဲ့ကြပါဘူးတကယ်တော့ကြီးမားတဲ့သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာရင်အသင့်ရင်ဆိုင်နိုင်မှုတွေနိုင်ငံတွေမှာရှေ့ရေးကိုမျှော်တွေးပြီးကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားကြပါလေအစင်သည့်ဖြစ်မှုလို့ဆိုရမှာတဘာဝဘေးရန်နဲ့ကြာရောက်ပြီဆိုတာနဲ့စနစ်တကျအထူးလေ့ကျင့်ဖွဲ့စည်းထားတဲ့ကေဇေရေးကျွမ်းကျင်ဖွဲ့တွေကေဇေရေးလုပ်ငန်းတွေမှာအသုံးပြုရမယ့်အထူးပြုပစ္စည်းကိရိယာတွေနဲ့ရင်းရမ်းနေရာတွေအစင်သင့်ရှိမှု တဘောဝဘေးရန်တွေအတွဲတည်တံထူထောင်ထားတဲ့နိုင်ငံတော်ရမုံငွေလုံလောက်ရှိမှုနဲ့ချက်ချင်းသုံးစွဲနိုင်မှုလို့ပါဝင်ပါတယ်။အထူးသဖြင့်တဘောဝဘေးရန်တွေကြောက်ရောက်တိုင်းလမ်းမဆက်သွေးရေးပြတ်တောက်နိုင်ခြင်းနဲ့ကြုံတွေ့ရနိုင်တာကြောင့်အရေးပေါ်ကိစ္စရေးတွေလုံသုံးဝင်တဲ့ရဟတ်ရင်တွေပါဝင်ကုန်းရည်နဲ့တန်သွလာနိုင်တဲ့ရင်တွေနဲ့ဘင်းကြီးမုတ်တဲ့မြေမျက်နှာပြင်တွေမှာအထူးမောင်းနှင်သွလာနိုင်တဲ့ရင်တွေဟာဘေးဒုက္ခတွင်ကြောက်ရောက်ပိတ်မိနေတဲ့ပြည်သူတွေကိုထိရောက်စွာကယ်ဆယ်နိုင်ရေးမှာအဓိကအသက်သွေးကြောဖြစ်ပါတယ်။ ဒါပေမဲ့လည်းမြန်မာပြည်သူတွေရဲ့ကံကြမ္မာကအစင်းသင်းဖြစ်မှုတွေကြိုတင်ပြင်ဆင်ခဲ့သူနိုင်ငံခေါင်းဆောင်ကိုဘင်ယူမင်းစုံမင်းညစ်အနာသိန်းစစ်ကောင်းဆောင်မင်းအွန်လိုင်းကထောင်သွင်းအကျဉ်းချခဲ့ပါတယ်။မြန်မာပြည်သူတွေရွေးကောက်တင်မြောက်ခဲ့တဲ့ရတအစိုးရခေါင်းဆောင်ဒေါန်ဆန်းစုကြည်ဟာ၎င်းရဲ့အစိုးရလက်ထက်မှာတဘာဝဘီအန်နေကြောက်ရောက်ပါကခက်ခဲတဲ့နေရာတွေကိုချိန်တိုတင်းတောရောက်ပြီးကုညီကေစရေးတွေလင်းမြန်လှုပ်ဆောင်နိုင်မှုရဟယင်ဝေယူခဲ့မှုကို နိုင်ငံဗန်နာငွေအလွဲသုံးစားပြုလုပ်တယ်လို့မင်းအောင်လိုင်ကမတရားမှုစဉ်ဆွဆွဲပြီးတရားစွဲထောင်ချခဲ့ပါလေလက်ရှိဒေါ်ဆန်းစုကြည်ကျင်းကြနေတဲ့နေပြည်တော်ကျင်းထောင်ဟာငင်းတန်းကိုပြင်းထန်ကြုံတွေ့ခဲ့တဲ့ဇင်မူတီရီမြို့နယ်ရဲ့နောက်ဖက်စွန်းရန်ကုန်မန္တလေးဝေပြေလမ်းမကြီးနဲ့ကက်ရက်တရှိပါတယ်ဒီတွေ့နေပြည်တော်ကျင်းထောင်ကလည်းငင်းတန်းကိုတေချာပေါက်ခန်းစားရနိုင်ပါတယ်ဒါပေမဲ့လည်းအကျင်းထောင်ရဲ့ခြေနေနဲ့ ဒေါန်ဆန်းစုကြည်ရဲ့အခြေအနေကိုစစ်ကောင်စီကလုံးဝသတင်းမှောင်ချထားပါတယ်။ဆီယနာသိန်းပီတနစ်ခွဲကြာစီဝါရေးတဟုန်တို့ကြာစင်းနေမှုကိုကန်တွင်နိုင်မှုဘလို့ကြံစရမှန်းမသိတဲ့မင်းအောင်လိုင်ဟာတဘောကဘေးနဲ့ကြုံတွေ့ပါကအစင်သိန်းသုံးဆွဲနိုင်မှုဒေါန်ဆန်းစုကြည်ကမြို့မြင်ရှိရှိစီစဉ်ထူထောင်ခဲ့တဲ့နိုင်ငံတော်ရန်မုံငွေ7ဘီလီယံ400ကိုစီဝါရေးဖွံ့ဖြိုးရေးအတွက်ဆိုပြီးတည်ထောင်ရန်မုံငွေဖြစ်ပြောင်းလဲသုံးဆွဲခဲ့ပါတယ် အခုစကိုင်းငရင်ကိုနှစ်ဖူးတွေဒူးတွေကျုံရတဲ့ခါမှာကျက်ဘီလီယံ400ဟာဈီးတီဘန်းမောက်ပျောက်ဆုံးသွားတယ်လို့ရဟတ်ရင်ကိုလည်းပြည်သူတွေပေါ်ဘုံကျဲတဲ့စစ်တပ်ရဲ့စစ်စင်ရေးတွေမှာတုံးချနေပုံရပါတယ်မြန်မာနိုင်ငံဟာမင်းစိုးမင်းညစ်စစ်ကောင်းဆောင်မင်းအောင်လှိုင်လုံနိုင်ငံတော်တစ်တိဆောက်နိုင်မှသာပြည်သူတွေအတွက်အနာဂတ်ရှိနေမှာဖြစ်ပြီးပြည်သူတွေအနေနဲ့ကိုယ်ကံကြမ္မာကိုဖန်တီးယူမှသာရနိုင်မှာဖြစ်တဲ့ကြောင်းသုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာ 哇！阿信你爸嘞！阿信你爸嘞！你看那娃阿信你爸嘞！看见不？阿信不屌，那屌嘛的是？工具背包，老弟，你背吗？哎，老老